ကြမ်းလက်တွေအပေါ်အခြေပြုတွက်ချက်တဲ့ Opta ရဲ့ထုတ်ပြန်မှုအရအင်္ဂလန်ပရီးမီးယားလိဂ်ကကမ္ဘာ့ဘောလုံးလောကမှာအင်အားအကောင်ဆုံးလိအဖြစ်သတ်မှတ်ခံရပြီးအင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလည်းအဆင့်6နေရာရပ်တည်ခဲ့တယ်လို့သိရပါဗျ။ Opta ကကမ္ဘာတလွှားကလိပြိုင်ပွဲအလုံးကိုအသေးစိတ်စမ်းစစ်တွက်ချက်မှုပြုလုပ်ပြီးဒီစီးရင်ကိုထုတ်ပြန်ခဲ့တာဖြစ်ပြီးလိတခုချင်းစီမှာပါဝင် ရှင်ပြိုင်နေတဲ့အသင်းအလုံးရဲ့စွမ်းဆောင်ရည်နှုံထား အကောင်းဆုံး10သိန်းရဲ့စွမ်းဆောင်ရည်နှုန်းထားအကောင်းဆုံး9သိန်းရဲ့စွမ်းဆောင်ရည်နှုန်းထားတွေအပေါ်နှမ်းရှင်အကဲဖြတ်တာဖြစ်တယ်လို့သိရပါတယ်။အော်တိုင်းဖော်ပြမှုမှာပရီးမီးယားလိကကမ္ဘာအတောင်တင်းဆုံးလိအဖြစ်ရပ်တည်ခဲ့ပြီးစပိန်လာလိကကဒုတိယနေရာအီတလီဆီရီအေကတတိယနေရာဂျာမနီဘွန်ဒလီကကစတုထနေရာ ပြင်သစ်လီကိုကပြင်ဆမနေရာရပ်တည်ခဲ့တာကြောင့်ဥရောပထိပ်သီးလိ၅ခုကပဲကမ္ဘာဘောလုံးလောကကိုစိုးမိုးထားပါတယ်။ အင်္ဂလန်ဘောလုံးလောကရဲ့ဒုတိယတန်းစားပြိုင်ပွဲဖြစ်တဲ့လီချမ်ပီယံရှစ်ကအဆင့်6နေရာမှာရပ်တည်နိုင်ခဲ့တာကတော့အင်္ဂလန်ရဲ့ဘောလုံးအင်အားကပြန်ဘက်တွေနဲ့ကွာဟာချက်ကြီးမားနေပြီဆိုတာပြသရာရောက်ခဲ့ပါတယ်။ထိဆုံးလိ10ခုအဆင့်ရင်းမှာပါဝင်နေတဲ့တခြားလိတွေကတော့အဆင့်9မှာဘယ်ဂျီယံပရိုလိအဆင့်10မှာဘရာဇီးဆီရီအေအဆင့်9မှာပေါ်တူဂီပရီးမီးယားလိကအဆင့်10မှာအမေရိကန်မေဂျာလိတို့ဖြစ်ပါတယ်။